ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ update ပါနော် close update ကျွန်တော်တို့အဲ့ဒီ၅လုံးပါနော် update ၅လုံးဒီနှမျိုးကိုပြန်လည်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ ပြီးခဲ့တဲ့ကျွန်တော်တို့20နဲ့2ချိန်မှာတုန်းက update ၅လုံးရယ်နောက်ထပ် update ၄လုံးရယ်ပြပေးထားတယ်ပေါ့နော် update ၄လုံးတနည်းကပြတ်သွားခင်တာဖြစ်ပါတယ်ဒီ update ၅လုံးဒီနှမျိုးပဲ okay တာဖြစ်တယ်ပေါ့နော် ပုံသူကတော့ပြတ်တယ်ပေါ့နော်ကျွန်တော်ဒီတစ်ပတ်မှာတော့ကျွန်တော်ဒီလိုမျိုးအပိတ်ကနန်း၅လုံးနောက်ထပ်နည်းတစ်မျိုးကိုလည်းထပ်ပြီးသင်ပေးသွားမယ်ပေါ့နော်ဒါကတော့ကျွန်တော်နံပါတ်စင်9 6 8ကနေစတာဖြစ်ပါတယ်နံပါတ်10ကနေမပြတော့ဘူးပေါ့နော်ဒီနေ့လေး9 9မှာဆိုရင်9အပိတ်ပေါ့နော်9အပိတ်9 9ဖြစ်ပါတယ်3ညအပိတ်ခွန်ကူတုံများနဲ့လေးထက်က3ညအပိတ်ခွန်တုံများ3ညဖြစ်ပါတယ်ဗောနော်9အပိတ်300 4အပိတ်694ဖြစ်ပါတယ်ခင်ဗျာ ပြန်3အပိတ်963ခုနှစ်အပိတ်68 9 9ခုနှစ်အပိတ်နိနေခွန်ပါနော်7အပိတ်388 9အပိတ်339 9ကိုပါနော်2အပိတ်35နိနိအပိတ်39နိဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6အပိတ်နိနေ6ဖြစ်ပါတယ်4အပိတ်3နိလေးပါနော်နိအပိတ်85နိ9အပိတ်က85 6အပိတ်ဒီ356ဒီ6အပိတ်က646ဆိုပြီးပါနော်ပြီးတော့ကျွန်တော်ဒီမှာ6အပိတ် 6.98ဆူမီဖြစ်ပါတယ်။နောက်ထပ်6အပိတ်69ရှောက်ဆူမီဖြစ်ပါတယ်။10အပိတ်ဒီ698နင်းလေး909မှာ9အပိတ်တင်းလေး9ပြီးခရစ်တပတ်မှာကျွန်တော်09တုံညာနင်းလေးပေါ့နော်အဲ့မှာ09ကိုစတာပြပေးထားတယ်ဆိုပေမဲ့ကျွန်တော်ပုံတူတာပေါ့နော်ပုံတူက9ဆိုပေမဲ့ကျွန်တော်ဒီနင်းအပိတ်ပေါ့နော်နင်း9နင်းဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒီမှာနိအပိတ် ညင်ကနေဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါလေးကိုကျွန်တော်20နဲ့3ချိန်အတွဲပေါ့နော်။မိတ်ဆွေများလေ့လာလို့ရအောင်ပြန်လည်မျှဝေတော့မှာဖြစ်ပါတယ်။အချိန်အားဖြင့်ဆိုရင်တော့နံပါတ်နံပါတ်ဆင်အားဖြင့်20နဲ့6ချိန်အထိပြည့်ပြည့်မရှိသေးဘူးပေါ့နော်။ Okay ဒါလေးကိုကျွန်တော်တူတူလေ့လာကြည့်အောင်ပေါ့နော်။ Okay ဒါကတော့ကျွန်တော်အပိတ်နံပါတ်1လို့တက်လိုက်မယ်ပေါ့နော်။အပိတ်နီးနံပါတ် တဆိုပြီးဖြစ်ပါတယ်ခင်ဗျာဆိုတော့အဲ့ဒီတုံညာအဲ့ဒီ6 9လောက်တဲ့ချိန်ကနေကျွန်တော်တို့8 9 8တဲ့ချိန်ကိုလေ့လာသွားမယ်ပေါ့နော်ဆိုတော့ဒီ9တုံညာလီဒီတုံညာဖြစ်ပါတယ်ဒီမှာကိုက3ချိန်ဒီမှာလေးတစ်ချိန်ဆိုတော့ကို6လေးဒီ30နဲ့6ကိုလျှောက်ပေးကြည့်မယ်ပေါ့နော်9နာချိန်30 35ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6လေးဒီ30နဲ့2ပေါ့နော်ဒီ6နဲ့ဒီ3နဲ့ပေါင်းရှင်းက9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ 9နဲ့9ပေါင်းရှင်းတဲ့ဒီ6ရက်နေ့ရက်ပေါင်းတာရှင်းရမှာဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီ6ကိုနေ့နဲ့ပေါင်းရင်30 1 1 1ကိုနေ့နဲ့ပေါင်းရှင်း3 3ကိုနေ့နဲ့ပေါင်းရှင်း5 8 3 9 1 3 9 9အပိမ်းမှာ6 9 8ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီမှာဆိုရင်8အပိမ်းဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ဒီ6 9 8တကြိမ်မှာ8 3 9 1 3 9ဆိုပြီးຢာတာကိုဒီနေ့တိုင်ပဲຢာပြထားတာဖြစ်တယ်ပေါ့နော်နောက်ထပ်တကြိမ်မှာကျွန်တော်နင်းနေ9 9ຢာတာလေးကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော် ဒီ6980တဲ့ချိန်ကနေပါတော့3545ဆိုပြီးဖြစ်ပါတယ်9315ပါတော့ဒီ9ဟာတစ်ချိန်ဖြစ်ပါတယ်9နဲ့ချိန်ဟာ78ရှင်းနဲ့၄ပေါင်းရှင်းနဲ့၄နဲ့ဖြစ်ပါတယ်ခင်ဗျာဒီ၄ချိန်ဟာ၄ဒီရှောင်းနဲ့ဒီ3နဲ့ပေါင်းတာ9ဆိုပြီးဖြစ်ပါတယ်ဒီနေ့အတိုင်းပဲပါတော့အပေါ်ကယူတယ်လို့မျိုးပဲယူထားတာဖြစ်ပါတယ်ခင်ဗျာ9နဲ့9ပေါင်းရှင်း30ဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်ဒီ9နဲ့၄ပေါင်း73 3နဲ့9ပေါင်းရှင်း20ပေါ့နော်ဒီမှာနှစ်တလုံးကြံတယ်ခင်ဗျာအဲ့ဒီနှစ်ကိုလည်းအပေါ်ကလိုမျိုးပဲကျွန်တော်နှစ်နဲ့ထပ်ပေါင်းမယ်ပေါ့နော်နှစ်နဲ့နှစ်ပေါင်းတာ၄၄ကိုတည်တူတာ9 9ကိုနှစ်နဲ့ပေါင်းရှင်း9 9ကိုနှစ်ပေါင်းတာ9နှစ်လေး9 9အပိ9လုံးထဲကနောက်ထပ်ဒီကြိမ်မှာ3လေး9ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ9အပိ3လေး9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီမှာနှစ်လေး9 9မှာ3လေး9ဆိုပြီးတော့ပြန်မိထားတာပေါ့နော် ဆက်ပြီးတော့နံပါတ်26 993 2400ရာကိုလည်းဆက်ပြီးနေတာကြည့်အောင်ပါခင်ဗျာဒီအပေါ်ကဒီလိုမျိုးပဲပေါ့နော်54420ဖြစ်ပါတယ်ရှင်း3ချိန်20နဲ့လေးလေးနဲ့ပေါင်းတာ28ပေါ့နော်ရှင်း3ချိန်24လေးနဲ့လေးပေါင်းတာ8နှစ်နဲ့ချိန်ပေါင်းတာ3ရှင်း4 30နဲ့2ပြီးရင်ဒီနှစ်နဲ့ဒီတင်နဲ့ပေါင်းတာ3ဆိုပြီးဖြစ်ပါတယ် နေနဲ့၈ပေါင်းရှင်းက30ပေါ့နော်၈ရနေရပေါင်း30လေးနဲ့3ပေါင်းခွန်းရလာတဲ့ခုနှစ်ကိုအပေါ်ကလည်းပဲနေနဲ့ပေါင်းတော့9 30တုံးမြောက်ကိုနေပေါင်းတာနေနေကိုနေပေါင်းတာသိခွန်9တုံးမြောက်နေလေးအပိတ်ထဲကနေ9နေဆိုတဲ့အတွက်ကြောင့်မို့နေအပိတ်ဖြစ်ပါတယ်ခင်ဗျာကျော်ဒီမှာပေါ့နော်ခွန်9တုံးမြောက်နေလေးမှာနေအပိတ်နေ9နေဆိုပြီးတော့ရပြထားတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့ဒီတစ်ပတ်မှာအပေါ်ကလူမျိုး ဲ့ပေါ့နော်ဒီလေးကို၅နှစ်မြောက်တဲ့အတွက်ဒီလေးကို၅နှစ်မြောက်တဲ့ဒီချစ်ကို၃နှစ်မြောက်တဲ့အတွက်ဒီတစ်ကို၃နှစ်မြောက်တဲ့အလဲမှာတစ်ချိန်ဒီမှာလည်းတစ်ချိန်စီသူ့ကိုနှစ်ချိန်ပေါ့နော်အလဲမှာလေးချိန်ပြီးရင်နေနဲ့တင်းနဲ့ပေါင်းတယ်လို့ကိုယ်နဲ့တင်းနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ခင်ဗျာလေး၅လေး20ဖြစ်ပါတယ်ဒီ၃ချိန်၃၃နဲ့ဒီ၅နဲ့ပေါင်းရှင်းက10ဖြစ်ပါတယ်၅နဲ့ချိန်30 15 ပြီးရင်3လေးလီယာစနစ်ပေါ့နော်ပြီးရင်9နဲ့တစ်ပေါင်းရှင်းက30ဖြစ်ပါတယ်ခင်ဗျာရှင်းနဲ့နှစ်ပေါင်းရှင်း30မှာ9တလုံးကျန်တဲ့အတွက်9ကိုကျွန်တော်နှစ်နဲ့ပေါင်းတော့9နဲ့နှစ်ပေါင်းခွန်8 8ကိုနှစ်ပေါင်း30 3ညကိုနှစ်ပေါင်းတာနှစ်9ခွန်8 3ညနှစ်အပိတ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါ20နဲ့3ချိန်အတွက်ကျွန်တော်အပိတ်9လုံးက9ခွန်8 3ညနှစ်ဆိုပြီးရတယ်ပေါ့နော် 9983ညနေအပိတ်ဖြစ်ပါတယ်။အဲ့ဒီ9983ညနေဒီကျွန်တော်အခုမှတစ်ချိန်ပေါ့နော်။ Outside ဒီမှာတက်ခွေးရှိတယ်9983ညနေမှာခုနှစ်အပိတ်68ခုဆိုပြီးဖြစ်ပါတယ်။ဒီ23ချိန်မှာလည်းကျွန်တော်983ညနှစ်ဆိုပြီးရတယ်ပေါ့နော်2025ကျွန်တော်23ချိန်ပေါ့နော် စင်းနဲ့၃ချိန်အတွက်အပိတ်က9.83မြာနှစ်စပင်းရနေတာဖြစ်ပါရခင်ဗျာ။ Okay ဒါဆိုရင်နောက်ထပ်ကျွန်တော်အပိတ်၅လုံးနောက်ထပ်နီးအတစ်တစ်ခုကိုလည်းဆက်ပြီးသင်တာကြည့်မယ်ပေါ့နော်။ဒါလေးဒါလေးကလည်းကျွန်တော်တို့အပိတ်ပေါ့နော်အပိတ်နီး၅လုံးဖြစ်ပါတယ်။အပိတ်နံပါတ်2ပေါ့နော်။ ဒီနံပါတ်5အနေစာပြီးပြပေးတော့မယ်ဗျာနော်နံပါတ်1ကနေတော့ဒီ6အနှစ်ဒီမှာရှိတယ်ဗျာနော်ကျွန်တော်ကဒီနံပါတ်5အနေစာပြီးပြပေးတော့မယ်6 9တော်များတင်းနေအစင်လိုက်အဲ့ဒီကဏ္ဍငါးလုံးထဲကအပိတ်တစ်လုံးဗျာနော်ဆိုတော့အဲ့ဒီမှာရှောင်းရှောင်းနေဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီနေ့ကအပိတ်ဖြစ်ပါတယ်တင်းနေ3 4 5မှာရှောင်းရှောင်း5ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ5အပိတ်ပေါ့နော်9တော်များတင်းနေ3ထဲက9ရှောင်းနေဆိုတဲ့အတွက်ကြောင့်မို့နေ့အပိတ်ဖြစ်ပါတယ်ခင်ဗျာ 3933ထက်က3044ဆိုတဲ့အတွက်ကြောင့်မို့လေးအပိတ်ဖြစ်ပါတယ်8933တင်းနေထက်ကတီအပိတ်ပေါ့နော်တီအပိတ်နင်းနေတီဖြစ်ပါတယ်933တင်းနေ3ထက်က3အပိတ်843ဒီမှာကျတော့863ဆိုတဲ့အတွက်ဒီမှာ3အပိတ်ပေါ့နော်ဒီနေ့တော့မြောက်ကိုမှာ9အပိတ်ဖြစ်ပါတယ်ခင်ဗျာခွန်ခွန်ကိုမှာလည်း9အပိတ်ပဲပေါ့နော် ခုနှစ်ရာမှာကျတော့တုံညာအပိတ်ဒီခွန်ရှိကိုတုံညာတစ်ထက်ကတုံညာတစ်လုံးဖြစ်ပါတယ်။တုံခွန်ခွန်မှာခုနှစ်အပိတ်ဖြစ်ပါတယ်ဆိုတော့ဒီမှာခုနှစ်ပေါ့နော်။ရှိကိုလေးမှာ၄အပိတ်ဆိုတဲ့အတွက်ဒီက၄ဖြစ်ပါတယ်။၅၆၃၃မှာလည်း၃အပိတ်ပေါ့နော်။၆၈ခွန်မှာခုနှစ်အပိတ်ဖြစ်ပါတယ်ခင်ဗျာ။နိနေခွန်မှာလည်းခုနှစ်အပိတ်ပဲဖြစ်ပါတယ်။၃၈၈မှာ၈အပိတ်ဖြစ်ပါတယ်ခင်ဗျာ။၃တုံညာ၉မှာ၉အပိတ်၃တုံညာ၉ပေါ့နော်။ ကိုယ်တော်များတင်တဲ့သုံးထက်ကကျွန်တော်နေအပိတ်တော့ငါနေရှင်ဖြစ်ပါတယ်။ဒါကသူခြားသွားခဲ့တဲ့အကြိမ်ရောဒီမှာနံပါတ်ပြပေးထားတာဖြစ်တယ်ပေါ့နော်။နံပါတ်30နဲ့ကြိမ်ချီရှိသွားခဲ့ပြီဖြစ်ပါတယ်။30 35နေပေါ့နော်။35နေပြီးတော့39နေဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်39နှစ်တကြိမ်မှာ19တောင်များတင်းနေဖြစ်ပါတယ်အဲ့ဒီကနှစ်အပိတ်ပေါ့နော်39နှစ်6အပိတ်နှစ်လေး6ဖြစ်ပါတယ်ခင်ဗျာပြီးရင်3နှစ်လေးမှာလည်း လေအပိတ်တုံးနေတဲ့ရှင်ကားနေမှာနေအပိတ်ရှင်ကားနေရှင်းရှောင်းကားမှာငါအပိတ်ရှင်းရှောင်းကားတုံးကားရှောင်းမှာရှောင်းအပိတ်ပေါ့နော်36ပြီးရင်64ရှောင်းမှာရှောင်းအပိတ်ဖြစ်ပါတယ်ခင်ဗျာရှောင်းအပိတ်64ရှောင်းပြီးရင်ကျွန်တော်7အပိတ်98ရှောင်းအပိတ်69ရှောင်း8အပိတ်89ဖြစ်ပါတယ်9အပိတ်35 နေအပဲနေငါနေဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်တို့ဒီမှာဆိုရင်အာရှောင်းရှောင်းနဲ့ရှောင်းရှောင်းကကိုရှောင်းနဲ့တောင်ညာသေးလေးနေနေတည်ပေါ့နော်ပင်ရှိကျွန်တော်တို့အပိတ်၅လုံးနေဖြစ်ပါတယ်ခင်ဗျာတောင်းရှိရှိတောင်းတုံညာကို၃၅နေပေါ့နော်

ဒီတုံများ၃ချိန်၃ညောက်၉တုံးချိန်ပေါင်းတာ20နဲ့ခုံပေါ့နော်ဒီ၉နဲ့ချိန်က16ရှင်းနဲ့6ပေါင်းရှင်းက20နဲ့ဒီ6တုံးချိန်18ဒီ9ကတစ်ချိန်နောက်ထပ်8တုံးချိန်ပေါင်းတာ20နဲ့ဒီ9တုံးချိန်20နဲ့ခုံကိုနည်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီမှာကြတော့9ခုံပေါင်း8နဲ့9ပေါင်း73ပေါ့နော်3နဲ့ဒီ9နဲ့ပေါင်းရင်30ဖြစ်ပါတယ် လေးနဲ့အသေးပေါင်းတာရှင်းနေနဲ့ပေါင်းရင်30ဒီမှာခုနှစ်တလုံးကြံမယ်ပေါ့နော်ဆိုတော့အဲ့ဒီခုနှစ်ကိုကျွန်တော်အစင်လိုက်ခွန်ရှစ်ကိုတောင်ညာတည်ဆပြီးဖြစ်ပါတယ်အဲ့ဒီထက်ကရှစ်အပိတ်ပေါ့နော်ရှစ်အပိတ်ရှစ်ကိုရှစ်ဖြစ်ပါတယ်ခင်ဗျာဆိုတော့ခွန်ရှစ်ကိုတောင်ညာတည်မှာရှစ်ကိုရှစ်ဒီဟာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်9689ဆိုတာလေးရတာလေးကိုဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်ဒီဟာဘဝနေ့အတိုင်းပဲဒီ33ချိန်ပေါင်းတာကို93ချိန်15ဖြစ်ပါတယ် 9နာချိန်16ရှင်းနဲ့ပေါင်းတာ16ပေါ့နော်၈3ချိန်က20နဲ့အသေးဒီ3ကတစ်ချိန်တင်းနဲ့3နဲ့6ပေါ့နော်ဒီ6ချိန်ပြည့်နေနဲ့ထပ်ပေါင်းတော့ဖြစ်တယ်ခင်ဗျာ၄နဲ့6ပေါင်းရှင်း30ဖြစ်ပါတယ်3နဲ့2ပေါင်းက9နဲ့ပေါင်းရင်30 9နဲ့6ပေါင်းတာ15ဆိုပြီးအတွက်ကြောင့်မို့9 6 9 6 9တော့အပိတ်9လုံးရတယ်ပေါ့နော်အဲ့ဒီထက်က3 5ဆိုတဲ့အတွက်9အပိတ်ဖြစ်ပါတယ် တရားဖြစ်တယ်ပေါ့နော်ငါ6ခွန်89မှာငါဘိတ်တင်းလင်းကနောက်ထပ်တစ်ကြိမ်တော့များတင်းနေတုံးလေးဆိုတာလေးရတာလေးကိုဆက်ပြီးနေတာကြည့်မယ်ပေါ့နော်လေး3ကြိမ်ပေါင်းတာ7နှစ်ဖြစ်ပါတယ်8 3ကြိမ်70နဲ့20နဲ့9ပေါ့နော်နောက်ထပ်4ကြိမ်အရှိဖြစ်ပါတယ်9 3ကြိမ်15 PND 2ကတစ်ကြိမ်အာ8နှစ်ကြိမ်16ရှောင်းနဲ့ဒီ3နဲ့ပေါင်းရှင်9 9 3ကြိမ်20ခုကို2နဲ့ထပ်ပေါင်းမှာဖြစ်တယ်ခင်ဗျာ နေနဲ့ရှင်းပေါင်းရှင်း30ဖြစ်ပါတယ်9နဲ့9ပေါင်း30နောက်ထပ်ကျွန်တော်တို့ဒီနေနဲ့9ပေါင်းတာ70ပါเนาะ3နဲ့9ပေါင်းတာ8 8နဲ့2ပေါင်း30ဆိုမျိုးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်3ည3နဲ့3 4အပိယာနဲ့ပေါ့เนาะအဲ့ဒီထက်ကကျွန်တော်တို့နေအပိနေနေ9နေဆိုမျိုးဖြစ်ပါတယ်3ည3နဲ့3 4မှာနေ9နေတရားဖြစ်ပါတယ်ခင်ဗျာ အဲဆိုရင်ကျွန်တော်တို့အဲ့ဒီနေ့အတိုင်းပဲ20နဲ့3ချိန်အတွက်လေ့လာကြည့်အောင်ပါနော်အဲဆိုရင်လေ3ချိန်က7နှစ်ဖြစ်ပါတယ်3ချိန်3 3နှစ်ပေါင်းရှင်5 5နှစ်ချိန်30နှစ်3ချိန်6ပြီးရင်ဒီ3ကတစ်ချိန်3နှစ်ချိန်6 6နှစ်တစ်ပေါင်းရှင်9ဖြစ်ပါတယ်9 3ချိန်20နှစ်တစ်ကိုနောက်မှရှိတဲ့နှစ်နဲ့ထပ်ပေါင်းမှဖြစ်တဲ့ခင်ဗျာ 3နဲ့ခွန်ပေါင်းရှင်း30ဖြစ်ပါတယ်ပေါ့နော်3နဲ့ခွန်ပေါင်း30နောက်တစ်ခုကကျွန်တော်ဒီနင်းနဲ့5ပေါင်းရှင်းခွန်ပေါ့နော်နင်းနဲ့5ပေါင်းခွန်ခွန်နဲ့2ပေါင်း9 9နဲ့3ပေါင်း30ဒီမှာ6တလုံးကြာမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်6ခွန်8 9 3ညအပိတ်5လုံးစုပြီးကြာမယ်ပေါ့နော်ဘယ်ဒါဆိုဒီဘက်မှာ 6869ညအပိတ်ရနေတာဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ခုနကကျွန်တော်အပိတ်နီးနံပါတ်10နဲ့ထပ်ကြည့်အောင်ပါနော်။အပိတ်နီးနံပါတ်10မှာကျတော့9869ညနေပါနော်။9869ညနေ9869ညနေဆိုတော့ကျွန်တော်9869ညအပိတ်ပုံပြီးအတာတော့မယ်ပါနော်။နေ့နှစ်ခုရှင်လုံး Okay မယ်ဆိုရင်9869ညအပိတ်ပုံပြီးအတာတော့မှာဖြစ်ပါတယ်ခင်ဗျာ။ ။ Okay ဒါကတင်ရှားနည်းအရလေ့လာလို့ရအောင်ဒီရွေးတင်ပြပေးရှင်းတာဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။